ရခိုင်မကွေးဆက်ဆက်ဒေသအမ်ဘရန်လန်းပေါ်မှာရှိတဲ့နေရီကန်စခန်းအနီးက MPT တာဝါတိုင်စခန်းကုန်းကိုအာရခတ်တပ်တော် AA ကဇွန်3ရက်မှာသိမ်းပိုက်လိုက်ပြီလို့နေရင်းစတာကဖော်ပြပါတယ်။အပြေကက်ရက်စဲထားတဲ့ကာလမှာပဲစစ်ကောင်စီဘက်ကထိုးစစ်ဆင်လာတဲ့အတွက် AA ကပြန်တက်ရာကနေ အခုလိုသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကအကြဆုံးများပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းမိထားတယ်လို့ ရှေ့တန်းသတင်းအရင်းမြစ်တွေကပြောပါတယ်တချို့စစ်သားတွေကတော့တောင်ထိပ်မှာတခုတည်းကျန်တော့တဲ့နိုင်ရီကန်လေချောင်းကာကွယ်ရေးစခန်းစီကို ထွက်ပြေးသွားပြီးအဲ့ဒီမှာစစ်သားတွေအားလုံးစုနေကြတယ်လို့ဖော်ပြထားပါတယ်အပြစ်ခတ်ရစဲချောင်းကျင်းညာထားတဲ့စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အပြင်မြေပြင်ထိုးစစ်ပါလှုပ်လာနေတဲ့အတွက်ဇွန်9ရက်မှာ နောင်ချုံမြို့အနီးကကံကြီးရွာအထိစစ်သားတွေရောက်လာပြီး TNL တမ်းမျိုးသားလူမျိုးကြီးတပ်မတော်ဘက်ကခုခံတိုက်ခိုက်နေတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။ဇွန်၄ရက်တုန်းကတော့ရွှေမုတ်ထောရွာကနေစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်နောင်ချုံမြို့ဈေးရက်ကွက်ကအမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်ဟာနောင်ချုံမြို့နားအထိကပ်လာနေတဲ့အတွက် ကန်ကြီးရွှေမုတ်ထွက်ရှောက်ချံတဲ့နောင်လိပ်စတဲ့ကြီးရွာတွေကဒေသခံတွေဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ဖော်ပြထားပါတယ်။မန္တလေးတိုင်းတထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကိုစစ်ကူလာတဲ့စစ်ကြောင်းကတော်ရိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရာမှာစစ်သား၄ဦးသေပြီး၂ဦးကိုလက်ရဖမ်းမိကြောင်းနထိုးကြီးဂျာနယ်ကဖော်ပြပါတယ်။ဒါအပြင် စစ်မှုထမ်းတပ်သားတွေ၈ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ဇွန်3ရက်မနေ့ဆက်တနင်္ဂနွေကမှတိုက်ခိုက်တဲ့ဒီစစ်စင်ရေးကို နိုင်အညာမြေ operation လို့အမည်ပေးထားပြီးမြင်းကြံခရိုင်အမှတ်၄အမှတ်၁၀တပ်ရင်းနဲ့အတူဒေသခံတပ်တွေပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်။တနင်္သာရီတိုင်းဒဝယ်မြို့ကျက်စားပြင်ရက်ွက်ကန္နာလန်းမှာအခြေစိုက်ပြီး အနီးဝန်းကျင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့စစ်ကောင်စီအထိုင်ချလက်နက်ကြီးစခန်းကိုတော်တိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာဗျူဟာမှုအပါအဝင်ဆယ်ဦးသေတယ်လို့ Special Gorilla Force ကသတင်းထုတ်ပြန်ပါတယ်။မေ30ညနေ9:00နာရီကမှဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးအဲဒီစခန်းကနေတဝဲမြစ်တစ်ဖက်ကမ်းမှာရှိတဲ့လောင်းလုံးမြို့နယ်ကကြေးရွာတွေကိုလက်နက်ကြီးနဲ့ဥတီယာမဲ့ပစ်ခတ်နေတဲ့အတွက် အခုလိုဝင်တိုက်ရတာလို့ဆိုပါတယ်ဒီစစ်စင်ရေးကို အထူးပျောက်ကြားတပ်ဖွဲ့ Special Gorilla Force နဲ့ပင်လေကျေတပ်ဖွဲ့ဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်စကိုင်းတိုင်းမုံရွာအခြေစိုက်စစ်ကောင်စီတပ်ရင်းတစ်ခုကစစ်သား3ဦးလက်နက်တွေနဲ့အတူတော်လိုက်တပ်တွေတိုင်းခိုးလုံလာတယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလပကသတင်းထုတ်ပြန်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းတွင်ရောက်လာတဲ့ဒီစစ်သား၃ဦးမှာ MA1 သနက်၂လက် G3 သနက်၁လက်နဲ့ခဲရန်တွေပါလာပြီးသူတို့ကို စုငွေအဖြစ်တဦးကိုကျပ်သိန်း60စီချင်းမြင့်လိုက်တယ်လို့ဖော်ပြထားပါတယ်။ကရင်ပြည်နယ်ကသေဘောဘူးစခန်းပောင်ဝင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ KNL တပ်မ6ဒေသကစစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KNL နဲ့ PDF ရဲဘော်တွေကို ဒေသခံလူထုကဇွန်9ရက်မနေ့ပိုင်းမှာအခမ်းအနားနဲ့ဂုဏ်ပြုကျူးဇူးတယ်လို့ KIC Crane Information Center ကဖော်ပြပါတယ်စစ်ကြောမှုဘုံမှုစောကောစစ်စီမှုဘုံမှုတဘောအပါဝင်တော်လိုင်းရဲဘော်တွေကိုဒေသခံလူထုကဝန်ပန်းတတာကျူးဇူးတာကိုတပ်ပုံဗီဒီယိုမှတ်တမ်းတွေထဲမှာတွေ့ရပါတယ်ခင်ဗျာ